အာရဗ်လိထိပ်သည့်အစည်းအဝေးမတိုင်ခင်အာရဗ်နိုင်ငံသားရဲ့ဝန်ကြီးတွေရဲ့တကားပိတ်အစည်းအဝေးကိုကိုင်ရိုမှာတနင်္လာနေ့ကကျင်းပခဲ့ပါတယ်။ဒီထိပ်သည့်အစည်းအဝေးကအမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့အဆိုပြုတင်ပြချက်ဖြစ်တဲ့ဂါဇာကိုလွှဲပြောင်းရယူပြီးနေထိုင်နေသူတွေကိုနှင်ထုတ်မဲ့အစီအစဉ်ကိုတံပြန်မှုအတွက်အစီအစဉ်ချမှတ်ဖို့ရည်ရွယ်ပြုလုပ်မှာဖြစ်ပါတယ်။ စစ်ကြောင်ပြစီနေတဲ့ဒေတာနဲ့အဲ့ဒီမှာနေထိုင်သူလူပေါင်းနှစ်သက်သမားဒေတာကိုရွှေ့ပြောင်းစေရမလို့ပဲပြန်လည်တည်ဆောက်မဲ့ RF တို့ရဲ့အစီအစဉ်ကိုဖို့ပြုပြီးနိုင်ငံခြားရေးဝန်ကြီးတွေကပြင်ဆင်ရင်းနဲ့ညှိနှိုင်းရေးအစီအဝေးပြုလုပ်ခဲ့ကြတာဖြစ်တယ်လို့ RF သတင်းရင်းမြစ်တစ်ခုကအမည်မဖော်ပြဘဲ AFP သတင်းဌာနကိုပြောပါရယ်ဒီအစီအဝေးကိုသတင်းဌာနတွေလာရောက်ခွင့်မပြုဘူးလို့အဲ့ဒီသတင်းရင်းမြစ်ကပြောပါရယ် အခုဆွေးနွေးရရှိတဲ့အစီအစဉ်ကိုအင်္ဂါနေ့မှာကျင်းပပြုလုပ်မယ်။အရကွန်ဆော့များအစီအဝေးမှာအတိပြုချက်ရယူဖို့တင်ပြသွားမှာဖြစ်တယ်လို့လည်းသတင်းရင်းမြစ်ကဆက်လက်ပြောဆိုသွားပါတယ်။ဒီအစီအဝေးမတိုင်မီမှာအီဂျစ်နိုင်ငံသားရဲ့ဝန်ကြီးဘာတာအက်ဒဲလာတီကဂျော်ဒန်၊ဘာရိန်၊တူနီရှား၊အီရတ်၊ယီမန်တို့ကနိုင်ငံသားရဲ့ဝန်ကြီးတွေနဲ့တီးတန့်တွေ့ဆုံဆွေးနွေးမှုတွေပြုလုပ်ခဲ့ပြီးအဲ့ဒီအစီအဝေးတွေမှာပါပါလက်စတိုင်းထိပ်တန်းတန်တမန်လည်းတက်ရောက်ခဲ့ပါတယ်။ ဒီအစည်းအဝေးတွေမှာအီဂျစ်ဝင်ကြီးအက်ဒလာဒီကပါလက်စတိုင်းလူမျိုးတွေကိုရွှေ့ပြောင်းစေရမလို့ပဲအစောပိုင်းပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကိုရှေ့ဆက်ပြုလုပ်ကြဖို့တောင်းဆိုသွားတယ်လို့အီဂျစ်နိုင်ငံသားဝင်ကြီးဌာနထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဂါဇာကမ်းမြောင်ဒေသကိုလွှဲပြောင်းရယူပြီးအရှေ့အလယ်ပိုင်းရဲ့အပန်းဖြေပင်လယ်ကမ်းခြေဒေသအဖြစ်ပြောင်းလဲပြစ်မယ်လို့ထရမ့်ကအဆိုပြုခဲ့တာကြောင့်တကမ္ဘာလုံးကဒေါသထွက်ခဲ့ရပါတယ်။သူ့အစီအစဉ်အရအဲ့ဒီဒေသကပါလက်စတိုင်းလူမျိုးတွေကိုအီဂျစ်နဲ့ဂျော်ဒန်နိုင်ငံတို့ကိုရွှေ့ပြောင်းနေထိုင်စေမှာဖြစ်ပါတယ်။ ဒီစီဇန်ကြောင်းဒါကိုဆန့်ကျင်ကြတဲ့အာရဗ်နိုင်ငံတွေကြောင်းစူးစီးညှို့ညွတ်သွားကြပါရဲ့ရှင်လောကောမီဒီယာရဲ့ဆက်လက်ရည်တည်ခိုင်ဖို့ပရိသတ်တွေထောက်ပံ့ပေးမှာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့် Missima TV YouTube Channel မှာမြန်မာဝေဖန်ခြင်းကိုဦးနှိုက်ကြောင်းလေးအသိပေးထိတ်ခေါ်လိုက်ပါစေ။